ကံကောင်းခြင်းလင်းစိတ်ဓာတ်ကိုပြင်းတဲ့ကုသေတ္တကိုပြင်းရမယ်စိတ်ဓာတ်ပြင်းရမယ်ဘာတွေပြင်းရမလဲကံကောင်းတဲ့ဆိုတာဘာလဲကုသနာမှာကောင်းတဲ့ကံဆိုတာဟာကောင်းရချမ်းသာပြီးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံ ကုသိုလ်ကံဆိုတာကောင်းတဲ့အပြစ်ကင်းပြီးကောင်းရချမ်းသာတွေကိုပေးတာကိုကုသိုလ်ကံလို့ခေါ်ပြီးတော့အကုသိုလ်ကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာအကုသိုလ်ကံလို့ခေါ်တယ်အဲ့တော့ကံကောင်းဆိုတာကုသိုလ်ကံကိုပြောပြီးကံဆိုးဆိုတာအကုသိုလ်ကံကိုပြောတယ်နော် လောကလူတွေကကံဆိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆိုစိဘဥစ္စာတက်လာရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ရတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးနော်တယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေမပြောကြဘူး c o n d u c t o နော်ဗမာပြည်ကလူတွေသာဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါ်ရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်စားတုတ်တဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ် အစီရင်ဟာလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာကြီးကအဲ့ဒါဆိုးကျိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်ဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတာမမေ့ဘူးပေါ့နော်မမေ့ဘူး တော့မြတ်စွာဘုရားဟောတာတမပတိဆိုတဲ့သုတ်တံမှာဟောထားပုံလေးချင်းကံကောင်းနေဆိုတာကုသနာမှာကုသတရားတွေဖြစ်မှာကံကောင်းနေလို့ပြောလို့ရတယ်။ဘာလို့လို့ဆိုရင်အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ခင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာကုသတရားတဲ့။အဲဒီကုသတရားကုသနာမှာရှိဖို့ ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထားစိတ်ထားကြတော့ပြင်မွေးရဲ့မေ့ကြတတိမထားကြဘူးဘုရား